အလုံးမဲမင်္ဂလာပါခင်ဗျာတာတော့ကတော့ဒီဖိုင်ကြောင့်သားကျောင်းသူများဖြစ်ပါတယ်ခင်ဗျာတာကတော့ SDG 507ဖြစ်ပါတယ်ခင်ဗျာတာတို့ဒီနေ့မှာတက်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့အခုတက်စီရောဆုံးငယ်လေးများအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာတာတို့အဖွဲ့မှာပါဝင်တဲ့လူတွေကတော့ SDG 501 02 05 07 10 11 14 တပတိနဲ့ဒီရောတချင်တော့ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကြီးရှုနာသင်ပေးကြပါအောင်ခင်ဗျာစီဝဇုံရဲ့ကိုတိတ်ပံအမိအရာကိုလူကင်းနီယာဂျာမနီလိုခေါ်ကြပါတယ်စီဥဇုံရဲ့ကံပြင်ပိုင်းပုံတဒံအဖြစ်ပြန်လွားငယ်နဲ့အနှဲငယ်တူတော်လဲမျိုးရိုးဘီဇာအဖြစ်ကွဲပြားပါတဲ့စီဥဇုံရဲ့ကို အဝေးမှတွင်မြင်ရရင် ပြန်လွန်ငင်းနေရုတ်တရက်ခွဲခြားလို့မရနိုင်ပါဘူးဒါပေမဲ့အမွေးထူတဲ့ခြေတော့ကို၎င်းအရွယ်ပိုကြီးတဲ့တောင်ပံကို၎င်း ကြည့်ရှုပြီးစီဝဇုံရဲ့ကိုပြန်လွားငဲနှဲခွဲခြားသိမြင်နိုင်ပါတယ်ဒီဝဇုံငတ်တွေကလူတွေနင်းဝေးတဲ့ပင်လက်အတွင်းကျွန်းစုနေရာတွေမှာရှိတဲ့ကြောက်ဆောင်လိုင်းကူတွေကြားမှာနေထိုင်လေးရှိပါတယ်အုပ်စုဖွဲ့နေတဲ့ပြီးတော့တအုပ်စုလည်းရင် ထောင်ပေါင်းများစွာပါဝင်ပါတယ်ဇီဝဇုံငတ်တွေကမြေပြင်မှာကြက်စားလေးမရှိပါဘူးဒါပေမဲ့ဝေဟင်နဲ့ပင်လက်ရေပြင်အထက်တွင် လင်းမြန်စွာပြန်တမ်းပြီးတော့တောင်ပံပါအင်းဆက်များကိုဖမ်းယူစားတောက်ကြပါတယ်။တိမ်တွေရှိတဲ့နေရာအထိမြင်းမားစွာပြန်တမ်းနိုင်တာကြောင့်အမြင်အာရုံဆုရှပြီးတော့လင်းမြန်ဖြက်လက်တဲ့ငှက်တကောင်ပဲဖြစ်ပါတယ်ခမညာ။ အခုနောက်ပိုင်းတွင်နေတွင်မှာပါစစ်ပွားအပြည့်စစ်ဝဆုံးငတ်တွေကိုတွင်းတွင်ကြကြမွေးမြူလာကြပါတယ်တပန်းတကူလာမှဆက်ပြီးတော့ငတ်သားတွေပြုတ်လုတက်ပါတယ်သူတို့ရဲ့အကြိုက်တွေကချားငတ်တွေလိုတရွတ်တကန်တွေနဲ့မပြုတ်လုကြပဲထူးထူးဆန်းဆန်းအကောင်မအာစိတမျိုးလိုအန်ထုတ်ပြီးအတိုက်ပြုတ်လုကြပါတယ်စစ်ဝဆုံးငတ်တွေကအတိုက်ကိုသူတို့ရဲ့အန်ဘတ်နဲ့ပြုတ်လုရှိပါတယ်အဲ့ဒီအတိုက်ကိုငတ်တိုက်လို့ခေါ်ကြပါတယ်အဲ့ဒီအတိုက်တွေထက်မှငယ်မတွေကဝင်ဦးကြပါတယ် တနင်္လာနေ့ကျူဦးပြီးတော့တမျိုးလေးဦးနှလုံးရှိပါတယ်။အများရောအဖြစ်အထည်တကောင်အမတကောင်ပပါတယ်။ညမတွေကငက်ကလေးများကို အချင်နာလာကြများကျွေးမွေးပြုစုပြီးတဲ့နောက်မှာအသက်ကနေဆင်းသွားကြပါတယ်။မြန်မာနိုင်ငံတွင်ငှက်သက်ကိုနာတာရှည်ယောဂါရှိသူများအသက်ကြီးရွယ်အိုများအိမ်အားကိုခံရသူများကိုငှက်သက်ပေါင်းကျွေးရရှိပါတယ်ရှင့် ငတိုက်တွင်ပရိုတိန်းနဲ့များစွာကျေဝပြီးအဟာရဓာတ်များစွာပိုင်းပါတဲ့တပဝငတိုက်ကိုခင်မီနီးဖြင့်တန့်စင်ထားသောငတိုက်ရေကိုဆေးဖက်ဝင်အခြားပစ္စည်းတွင်နဲ့ပေါင်းဆက်ပေါ်ဆက်ထားတာကြောင့်အဆုတ်ကိုအကောင့်စီပြီးချောင်းဆိုးအေးအေးမီနဲ့တုတ်ခွေယောဂတွေကိုတက်တာပြောက်ကင်းစေနိုင်ကြောင်းသိရပါတဲ့ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်တာကြောင့်အလွန်အဖိုးထိုက်တန်ပါတဲ့ခင်ဗျ ငါတိုက်တွေကိုပြည်တွင်းမှာအသုံးပြုရတာမကပြည်ပတို့ပါတင်ဖို့ရောင်းချကြပါတယ်။နိုင်ငံခြားဝန်ကိုရရှိတဲ့ငါတိုက်တွေကိုတနေ့တိုင်းအတိုင်းမှာရရှိတာကြောင့်တနေ့တိုင်းအတိုင်းကမြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တဖက်တလမ်းမှာပါဝင်နေကြန်းသိရှိရပါတယ်။ဒါကြောင့်ဟင်းလျာလည်းစားသုံးလို့ရတယ်လို့ဆေးဖြစ်လည်းအသုံးပြုလို့ရတဲ့ငှက်တိုက်များရရှိတယ်။ဇူပဲသုံးငှက်များကိုမျိုးမပြုံးသေးစေရန်ကျွန်တော်တို့အားလုံးကထိမ့်သိမ့်ကောက်ွယ်ဆောက်ရှောက်တင်ကြံပြောကြရင်ကျွန်တော်တို့ရဲ့တင်ဆက်ပြသမှုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။နားဆင်ပေးကြတဲ့တအုပ်တယောက်ချစ်စီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။